ါခင်ဗျာအင်တာနက်ဆောင်မျက်နှာစီစဉ်ကနေကြိုးစားပါတယ်ကျွန်တော်ရဲဝင်းသူပါဒီနေ့ကာတွန်းတစ်ခွက်ဒီကာတွန်းကတော့ဒါကာတွန်းမောင်မောင်လေးရဲ့ကာတွန်းဗျဒါရန်ကုန်မြို့73လမ်း out block မှာဒါကျင်းပခဲ့တဲ့ဒီဥပကျန်းလမ်းဒီကာတွန်းပြပွဲပေါ့အဲ့ဒီမှာဒါ People Choice Award ဒါလူတွေရွေးလိုက်တဲ့ဆုရသွားတာပေါ့ဗျာမငုံနဲ့တော့တိတ်တော့တော့အမေရင်ဝင်နေရောက်နေပြီလေကွယ်ဒီဘက်ကဘလူးကြီးနဲ့ဒါကျွန်တော်တို့အထက်တန်းကျောင်းမှာသင်ခဲ့ရတဲ့ မောတရာရဲ့တားတရားစီရင်ကမ်းနဲ့ပုံစံမျိုးလေးဆွဲထားတာဗျ။အဲ့ဒီဘက်မှာရောက်သွားတဲ့ကလေးလေးကတော့ဟိုမှာမြန်မာနိုင်ငံပုံစံလေးနဲ့တော့ဝတ်ထားသေးတယ်။ဟန်မျိုးအောင်ဆိုတဲ့ Facebook account ကနေတင်ထားတာပါဗျ။နောက်ထပ်ကတော့တကွဒါကတော့ကျွန်တော်တို့ DVB ရဲ့ website မှာတင်ထားတာပါ။ဒီမှာကတ်တွန်း line လုံးရဲ့ကတ်တွန်းမှာအမြင်မောင်းပါဟာတဲ့လက်တကမ်းပဲလူတော့တယ်တဲ့။ဒါငင်းငင်းကြီးကလက်တကမ်းလက်တကမ်းပဲလူတော့တယ်ပေါ့ဗျ။တန်ကားရဲ့ထိတ်ကအမြောက်ထိတ်မှတက်တာ piece တဲ့ အဲ့တော့ဒါကတော့ကျွန်တော်တို့နိုင်ငံငြိမ်းချမ်းရေးကိစ္စတွေကိုဒါဆွဲထားတာပေါ့ဗျာမြို့သားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ကဒါဒါပြီးခဲ့တဲ့ရက်ပိုင်းကအနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေနဲ့တွေ့တယ်ဗျာ NLD ရဲ့အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေပေါ့တွေ့တော့သူကအဲ့ဒီမှာဒါလွှတ်တော်ကိုယ်စားလှယ်တွေကိုစကားပြောတာပေါ့ဗျာအဲ့ဒီမှာဒီအကြောင်းတွေကို National League for Democracy ဆိုတဲ့ Facebook မှာဒါတင်ထားတွေ့ရပါတယ်ဓာတ်ပုံလေးနေပါအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ကအောက်မြန်မာပြည်အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များနဲ့တွေ့ဆုံရတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စအဖွဲ့ချုပ်ရဲ့တမိုင်းမူဝါဒတွေနဲ့ပတ်သက်ပြီးတော့စာမွေးပွဲစစ်မှာဖြစ်ပြီးတော့တဲ့အဲ့ဒီကိုယ်စားလှယ်များအနေနဲ့လေ့လာဖို့စာကြက်ဖို့လိုကြောင်းအခုလိုပြောကြားခဲ့တယ်တဲ့ကျွန်မထပ်ပြီးသတိပေးလိုက်မယ်နော်တဲ့ကျွန်မတို့ကိုယ်စားလှယ်တွေအတွက်တဲ့တင်နန်းတွေစီစဉ်တဲ့အခါတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်လို့စာမွေးပွဲစစ်မယ်တဲ့အဖွဲ့ချုပ်ရဲ့တမိုင်းမူဝါဒသဘောတရားတွေကျွန်မတို့စာမွေးပွဲစစ်မယ်တဲ့အဖွဲ့ချုပ်ရဲ့စီမင်းစည်းကမ်းများနဲ့ပတ်သက်ပြီးတော့ကျွန်မတို့စာမွေးပွဲစစ်မယ်တဲ့ အဲ့ဒီမှာစာမေးပွဲကြရတဲ့သူတွေကတော့နောက်တစ်ခါပြန်ဖြေရမှာပေါ့တဲ့ဒါပေမဲ့အဲ့ဒါဆိုရင်ရှက်စရာကောင်းမှာပေါ့တဲ့အဖွဲ့ချုပ်ကိုယ်စားလှယ်တယောက်အဖြစ်ဝင်ရောက်ရွေးချယ်ခံပြီးတော့အခြေခံဥပဒေလဲဘာမှမသိကို့အဖွဲ့စည်းရဲ့မူဝါဒလဲဘာမှမသိကို့အဖွဲ့စည်းရဲ့စီမင်းစည်းကမ်းတွေလဲဘာမှမသိဆိုရှက်စရာကောင်းပါလေတဲ့ပါတီကိုယ်စားလှယ်များဟာအိမ်ပြန်လို့ရှိရင်စပြီးတော့စကြရမှာပါတဲ့တင်တန်းတွေကိုအမြဲဆုံးစမှာပါတဲ့တိုင်းရင်းသားကိုယ်စားလှယ်တွေကတော့မကြခင်စမှာဆိုတော့စကြကြပါလို့အဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကမှာကြားခဲ့တယ်တဲ့ ဒီမှာတက်ပုံလေးရင်းနဲ့တင်ထားရတယ်ဗျနောက်ထပ်မှားတာတခုရှိသေးတယ်ဗျဒါကဒီမှာအဲ့ဒီ Facebook မှာပါပဲ National League for Democracy ဆိုတဲ့ Facebook မှာပဲတင်ထားတယ်ဒီမှာ तू ကဘာပြောလဲဆိုတော့အောက်မြန်မာပြည်ကအနိုင်ရလွတ်တော်ကိုယ်စားလှယ်များနဲ့တွေ့ဆုံရမှာတဲ့ယခုရွေးကောက်ပွဲမှာတဲ့ကိုယ်စားလှယ်များအနိုင်ရခဲ့ကြတာဟာပြည်သူလူထုကပြောင်းလဲမှုကိုအင်မတန်မှလိုလားလွန်းလို့လိုချင်လွန်းလို့ယုံယုံကြည်ကြည်မျှော်လင့်ချက်အပြည့်နဲ့မဲပေးလိုက်ကြတာဖြစ်ကြောင်းကိုအခုလိုပြောကြခဲ့ပါတယ်ပြည်သူလူထုကနေပြီးတော့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကိုမဲပေးတယ်ဆိုတာဟာ ဘဘဦးတင်ကပြောသွားသလိုပဲတဲ့ပြောင်းလဲမှုကိုအင်မတန်မှလိုလားလုံးလုံးလိုချင်လုံးလုံးရုံရုံကြည်ကြည်မျောလင်းကြအပြည့်နဲ့မဲပေးလိုက်တာဖြစ်ပါတယ်တဲ့အဲ့ဒီမဲတွေရခဲ့တာဟာကိုတော်လုံးလုံးလုံးမထင်ပါနဲ့ကိုကတော့မဲဘလောက်ရခဲ့လို့တော်လာကြည်ရဲ့လို့ထင်ရင်ဒါပထမဦးဆုံးအမှားပဲလို့သတ်မှတ်လိုက်ပါတဲ့ပထမဦးဆုံးအမှားပဲတဲ့ဒုတိယအမှားမဖြစ်အောင်စူးစမ်းကြပါတဲ့လို့အဲ့ဒီအဆိုပါတွေ့ဆုံပွဲမှာအောက်မြန်မာပြည်ရဲ့အနိုင်ရကိုယ်စားလှယ်များနဲ့ဘိုးအလုံးမှုဆောင်ဖွဲ့ပွဲများတက်ရောက်ခဲ့ကြတယ်ဗောဗျာအဲ့ဒီတင်ရတော့ ကိုယ်တိုင်တွေကိုမှားတဲ့ဇာတ်ကားတွေတည်းကနေကောက်နှုတ်ပြီးတော့ဒီ National League for Democracy ဆိုတဲ့ Facebook page မှာတင်ထားတာပါအခုအမိုက်တွေတိမ့်ကြတယ်ဗျအမိုက်တွေကောက်ကြတယ်အမိုက်တွေအမိုက်ကိစ္စတွေပေါ့အမိုက်တွေဒါတန်းမြေကိုပြန်ပြီးတော့ဒါတန့်ရှင်းအောင်လုပ်ကြမယ်ပေါ့ဆိုပြီးတော့ဒီမှာဒါမျိုးစိမသတင်းဌာနကနေသူ့ရဲ့ Facebook မှာတင်ထားတာဗျဒါပစုံတော်မြို့နယ်တဲ့လိတ်ကန်လမ်းမှာတွေ့ရတဲ့စင်ဂျင်ပွဲရာ3ဘေးဆိုင်ပုံများကိုနိုဝင်ဘာလ29ရက်နေ့ကတွေ့ရစဉ်ဆိုပြီးတော့သူကဒီမှာတက်ပုံလေးဗျတက်ပုံသတင်းလေးပေါ့ ဲ့တော့ဒီမှာစိုင်းဘုတ်တွေ့တယ်ဗျဂျားမဖြက်ရတဲ့တန်းစီတဲ့အခါမှာဂျားမဖြက်ဘူးအမိုက်မပြည့်ရကွန်ဒရီမထွေးရအများနဲ့ဆိုင်သောနေရာနဲ့ဆက်လက်မတော့ရဒီလိုစိုင်းဘုတ်တွေကိုဒါဒါအရင်တော့မရှိတဲ့စိုင်းဘုတ်တွေပေါ့ဗျာအမိုက်ပြတာရှက်စရာတဲ့အမိုက်ကောက်တာမရှက်ပါတဲ့အမိုက်ကိုစီကန်တကြစွန့်ပစ်ကြပါစို့ဆိုတဲ့ဒီလိုစိုင်းဘုတ်မျိုးတွေလည်းတွေ့ရတယ်ဗျအဲ့လိုပဲအခုရန်ကုန်ပြည်သူ့စေယုံကြီးတန်ရှင်းရေးမှာပရိုက်တာလူငယ်တွေကနေပြအဖွဲ့တွေကသွားပြီးတော့လုပ်တယ်ဗျအဲ့ဒီဟာကို7 days ရဲ့ channel ရဲ့ဒီ Facebook မှာတင်ထားတယ်ဗျမှာ နိုဗ ెంబ ာလ29ရက်နေ့မနေ့ပိုင်းကစပြီးတော့ဒီအများပြည်သူကောက်မှုပရိဒတ်လူငယ်များအဖွဲ့ရနေပြီးတော့ပြုလုပ်ခဲ့ကြတယ်ဒီမှာတက်ပုံလေးတွေဗျဒါရန်ကုန်စေယုံကြီးကိုတွားပြီးတော့လူငယ်တွေတန်ရှင်းလုပ်နေကြတဲ့တက်ပုံတွေပေါ့ဗျာဆိုတော့အခုပြောင်းလဲချိန်တံမီဆိုပြီးတော့အခုစပြီးတော့ဒါလူငယ်တွေရောလူကြီးတွေရောတေးတေးချာချာကိုအမိုက်ကနေစပြီးတော့ဒါတန်ရှင်းအောင်စလုပ်ကြတဲ့သဘောပေါ့ အဲ့လိုပဲဗျ Facebook မှာပဲ NLD ရဲ့ကြောက်တမ်းမြို့နယ်ကနေအနံ့ရတဲ့ဒေါ်အေးမြမြမျိုးဆိုတဲ့ဒါလွတ်တော်ကိုယ်စားလှယ်လောင်းပေါ့တန်ရှင်းရေးတွေစလုံးနေပြီဗျဒီမှာအခုဆိုလို့ရှိရင်ဒီမှာဓာတ်ပုံလေးတွေသူ့ဖေ Facebook မှာတင်ထားတာတွေ့ရပါတယ်မသိလို့နောက်တစ်ခါအမိုက်ကောက်ရင် like ခဲ့မယ်ဆိုတဲ့သူတွေဟိုတဲ့ပူပေါင်းတာကျေးဇူးတင်ပါတယ်တဲ့ကျမတို့အမိုက်ကောက်ဖို့မလိုတော့အောင်တင်ချင်းစီတူးချင်းစီစနစ်တကျအမိုက်ပြကြတဲ့အခြေအနေကိုရောက်အောင်စ조사တွားကြမယ်နော်ဆိုပြီးတော့အမိုက်ကောက်ရင်းနဲ့သူကအသိပညာပေးတာလည်းလုပ်တယ်ဗျငါတို့ကစပြောင်းလဲကြမြင်အမိုက်ပုံးတွင်သာအမိုက်ပြပါ ဆိုတဲ့ sign board တွေကိုကင်ပြီးတော့ဒါအမှိုက်ရှင်းတဲ့ဒါကအသိပညာပေးသွားတဲ့လုပ်ငန်းတွေကိုဒါကြောက်တန်းမြို့နယ်တဝိုက်မှာဒါလုတ်ခဲ့ကြတာပေါ့ဗျာဒါဒေါ်အေးမြတ်မြတ်မျိုးရဲ့ဒါ Facebook မှာဒါတွေ့ရတာပါဗျာဒါပေမဲ့ပကံကသတင်းတစ်ပုဒ်ကတော့ဒါပြီးခဲ့တဲ့ဂျီမနိုပွဲညပေါ့တခိုးညပြီးတော့နောက်နေ့မနေ့မှာမြင်ရတဲ့မြင်ကွင်းတွေကိုသတင်းသူကမြင်မတော်တဲ့လူပါပေါ့ဗျာဓာတ်ပုံရိုက်ပြီးတော့သူ့ Facebook မှာတင်တယ်ဗျအဲ့မှာငါချစ်တဲ့ပကံနဲ့တခိုးကြီးညရဲ့ ရင်းနှင်းပွဲရာအကြီးတန်းညငါတို့ပကံသားတွေရဲ့ဂုံယူပွဲမဟုတ်လို့ငါမရေးတော့ဘူးလို့ဆုံးဖြတ်ထားတဲ့ဖြစ်ရက်မနဲ့မိုးလင်းတော့အရေးခင်းကာလာပြောင်းရောက်သွားတယ်လို့ခန်းစားမိပါရဲ့တဲ့တမျိုးလုံးလမ်းပေါ်မှာအမှိုက်တွေရင်းထင်းရဲ့ကင်းတဲ့လေးကကျွန်းထောင်လို့တဲ့စိုင်းဘုတ်တွေကစုပ်ပြဲလဲပြိုနေပေါ့တဲ့အစိုးဆုံးကပကံမျိုးရဲ့ပလတ်စတစ်ကင်းစင်ရေးအတွက်ဂျပန်ကလှူဒန်းထားတဲ့ဇုံတွဲအမှိုက်ပုံး400ကျော်ဒါရိုက်ခွဲခံထားရတာတုံလုံးပလတ်အော်တဲ့ရက်ဆက်ကြပါပေးတဲ့နိုင်ငံခြားခီးသွားတွေကြားမှာအထင်မြင်သေးပွဲတဲ့ ုံးငယ်ငယ်တုန်းကတခိုးကြီးညဆိုတာပြောင်းတာနောက်တာပဲရှိတယ်ဒီလိုမဖြတ်စည်းဘူးတဲ့ပြောင်းလဲသင့်ပါပြီတဲ့စိတ်သက်တွေပြောင်းလဲသင့်ပါပြီနိုင်ငံကိုပြောင်းလဲစေခြင်းတို့နိုင်ငံသားတွေရဲ့စိတ်သက်တွေလည်းပြောင်းလဲစေခြင်းပါတယ်ဆိုပြီးတော့ဒါလူတစ်ယောက်က Facebook မှာတင်ထားတယ်ဗျဓာတ်ပုံလေးရေးနေပါထိုင်းနိုင်ငံမှာဒါ cycle ကိုပေါ့ step စီးတာ cycle ကို step မျိုးစုံစီးပြီးတော့ဒါ champion လည်းဖြစ်ထားတယ်တခြားနိုင်ငံတွေကပြိုင်ပွဲတွေမှာလည်းသူကစုတွေတစိုက်တွေအများကြီးရထားတယ်မြန်မာလူမျိုးတစ်ယောက်ရှိပါတယ်သူကသူ့နာမည်ကတော့ကိုနောင်ပါသူ့ရဲ့ fan page ရှိပါတယ် အဲ့ဒီ page ကိုသွားလိုက်လို့ရှိရင်တို့ cycle တွေနဲ့ stand တွေကိုဒါထိုင်းနေနဲ့ပေါင်းပြီးစီးတဲ့နိုင်ငံခြားသားတွေနဲ့ပေါင်းပြီးစီးရမျိုးစုံပေါ့ဗျာအဲ့တော့သူ့ရဲ့ page ကို like လုပ်ထားလိုက်တာနဲ့တို့ cycle ကိုဘလို့စီးကြလဲဘလို့လေ့ကျင့်ကြလဲဆိုတာတွေကိုဒီမှာ video တွေနဲ့တကွတင်ထားတာတွေ့ရပါတယ်မန္တလေးတို့ဘာလို့မှလဲ cycle စီးရတဲ့မြို့တွေမှာပေါ့ဗျာအဲ့တော့ဒီဒီလိုအကစားနည်းကိုဒါစော့ကြတဲ့လူငယ်တွေရှိပါတယ်ဒါပေမဲ့အဲ့မှာတချို့တွေ့ရတာကတို့တွေ helmet မစောင်းတာတို့ဒီဒီကိုခန္ဓာလုံခြုံရေးအတွက်မှောက်သွားရင်လဲသွားရင်ကိုခန္ဓာလုံခြုံရေးအတွက်တေးချာချာ safety တွေ တ်မထားတာတို့ပါဆိုတော့ဒီလိုမျိုးတော့မစောသင့်ဘူးပေါ့ဗျာပြီးတော့မစည်းတက်တဲ့လူတွေအနေနဲ့ဒီလိုမျိုးလိုက်ပြီးတော့အိမ်မှာတော့မကျင့်သင်ပါဘူးဒီဟာအသေးချာလေ့ကျင့်ပြီးမှနှစ်ပေါင်းများစွာလေ့ကျင့်ပြီးမှပဲစောရတဲ့ဟာပါကျွန်တော်တို့အဲ့ဒီမှာဒီမှာကိုနောင်ပေါ့ကိုနောင်ရဲ့ဗီဒီယိုဖိုင်လေးတစ်ခုရှိပါတယ်သူ Facebook fan page မှာတင်ထားတာပါအဲ့ဒီဗီဒီယိုလေးကိုကျွန်တော်တို့တစ်ချက်ကြည့်လိုက်ကြအောင်ဗျာ ပိုင်း Facebook မှာဒါနှိုးစော်ချက်ဆိုပြီးတော့တခုတွေ့ရတယ်ဗျတော်တော်လေးကြီးစရာကောင်းပါလေအဲ့ဒါကို तू ကလည်းဓာတ်ပုံရိုက်ပြီးတင်လဲလို့ရတယ်တော်တော်ကြီးစရာကောင်းလို့တင်ပုံရပါတယ်ဘာလဲဆိုတော့မြန်မာပြည်မှာနေချင်းနဲ့မြန်မာစာပါတင်ထားတယ်ဒါပဲသဘောပေါက်တယ် तू တင်ထားတဲ့ပြညာချက်ကတော့ဒီမှာဗျနှိုးစော်ချက်ပြည်တွင်းနေနိုင်ငံသားများနှစ်စဉ်ပေးသွင်းနေသည့်အခွန်ငွေများကိုတရက်12လ2015နေ့မှ30ရက်စနေလ2015နေ့အထိတဲ့မြို့နယ်လဝကတို့တွားရောက်ပေးသွင်းကြပါရဲ့နှုတ်စော်အပ်ပါသေးတယ်ဆိုတော့သူကပြည်တွင်းနေနိုင်ငံသားတွေကို နှိုးတော်တဲ့ကျင်ညာချက်ပြဒါပေမဲ့မြန်မာလိုပဲခက်တိတိပဲရေးထားတယ်အဲ့တော့အဲ့ဒီအမြင်မတော်လာဘူးတင်တာပေါ့ဗျာဒီမှာဒေသအောင်နဲ့ဆိုရက် Facebook မှာတင်တာပါအခုနောက်ဆုံးအနေနဲ့ကျွန်တော်တို့ဗီဒီယိုလေးတစ်ခုနဲ့ပြရအောင်ဗျဒါကတော့ Facebook မှာရှိတဲ့ဗီဒီယိုဗျအိန္ဒိယကလုပ်တဲ့ဗီဒီယိုပါလူတစ်ယောက်နဲ့တစ်ယောက်ချစ်ကြဖို့လူတစ်ယောက်နဲ့တစ်ယောက်ကူညီကြဖို့တိုက်တွန်းထားတဲ့ဗီဒီယိုလေးတစ်ခုပါကျွန်တော်တို့အဲ့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ internet ဆာမျက်နှာအစီအစဉ်ကိုအဆုံးသတ်လိုက်ကြအောင်ဗျအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်